ွန်ပွဲတွေကပြန်ဆတော့မှာဆိုတော့မန်စီဖန်တယောက်အနေနဲ့နီကိုအိုရိုင်လီနဲ့အိတ်နိုရီဘသူ့ကိုရွေးမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဗိုလ်ထက်ကြည့်ပါမန်စီဒရင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်စောစောကပြောခဲ့တယ်လို့ပဲပေါ့နော်နီကိုအိုရိုင်လီဘက်ဇတ်အိတ်နိုရီ ဲ့တော့နှစ်ယောက်လုံးကပွဲထွက်ကစားမှာစီးရင်နဲ့ Titan ရယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗျာအဲ့တော့တစ်ချက်စဉ်းစားကြည့်လိုက်အောင်ဘ누구ကိုကျွန်တော်တို့ပို့ပြီးတော့ပွဲထွက်ခွင့်ပေးတင်လဲပေါ့နော်အဲ့တော့ပုံမှန်ကဒါဂျာဒီအစမှန်ဆိုရင်တော့ဒါဒီမေးခွန်းကရိုးရှင်းတယ်ဗျာကျွန်တော်အိတ်နိုရီကိုပဲပွဲထွက်ခွင့်ပေးမှာ Guardiola အနေနဲ့ဒါ Aurelia ပထမဦးစားပေးမဟုတ်ဘူးဗျာအဲကြောင့်မလို့ပဲကျွန်တော်တို့ဒါဘယ်နောက်ခံကစားရမတယောက်ဖြစ်တဲ့အိတ်နိုရီကိုဝူဘာဟန်တင်းကနေပြီးတော့ခေါ်ခဲ့တာအဲ့တော့အိတ်နိုရီကလည်းကျွန်တော်ခြေစွမ်းအထိုက်လျောက်ပြတ်တာနိုင်ခဲ့တယ် ဲ့တော့အဲ့နိုရီယာဒံယာရသွားတဲ့အချိန်မှာကျွန်တော်အိုရိုင်လီကိုပဲပြန်သုံးရတယ်အဲ့တော့အိုရိုင်လီကတော်တော်ကြီးကိုကောင်းနေတာဗျာလက်ရှိမန်စီးတီးတင်းရဲ့ကစားကွက်မှာလိုက်ပါစီးနင်းမှုမှာအိုရိုင်လီကပို့ပြီးတော့အဲ့နိုရီတဲ့အသုံးခဲ့နေလို့ကျွန်တော်မြင်တယ်ဗျာဘာဖြစ်လို့အဲ့လိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်မန်စီးတင်းကအရင်လုံးကတော့ကျွန်တော်ဘောလုံးတစ်ချိန်လုံးကင်ထားတယ်တိုက်စစ်ဆင်မယ်လုံးဝခံစစ်ဆိုတာကိုလုံးဝ ဘလုံးမှမလုတ်ဘူးဗျာခန်စစ်ဟိုပိတ်တယ်ဆိုတာဘယ်တော့မှမရှိခဲ့ဘူးဗျာဘောလုံးရတယ်ကျွန်တော်တို့ဘောလုံးအတင်းလိုက်ပြီးတော့ present ပေးပြီးတော့ပြန်လှူတယ်ပြီးလို့ရှင်ဘောလုံးကင်ရတဲ့ချိန်တော့တိုက်စစ်ဆင်းနေတယ်အဲ့တော့နောက်တန်းကစားသမားတွေကအဲ့လောက်အရင်ဟိုအရန်အရင်မပဘူးလို့ပြောလို့ရတယ်ဗျာဘာဖြစ်လို့ခန်စစ်မပိတ်ဘူးဗျာတိုက်စစ်ကိုလိုက်ပါနိုင်တဲ့ကစားသမားတွေကိုပက်ကွာတွေလာပို့ပြီးတော့တဘောကြတယ်ဗျာအာအဲ့တော့လက်ရှိအချိန်မှာကျတော့ Man City အတင်းကကွဲပြားသွားပြီဗျာအရင်တော့လို့ Man City မဟုတ်တော့ဘူး ဲ့ဒါကိုကျွန်တော်တို့အာဆင်နယ်နဲ့ပွဲမှာလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒါအာဆင်နယ်နဲ့ဆိုရင်ကျွန်တော်တို့ပက်ကွာရီလာရဲ့ဘဝတလျှောက်ပေါ့နော်ပက်ကွာရီလာရဲ့နီးပြတက်တန်တလျှောက်မှာပထမဆုံးပိတ်တဲ့ပွဲအနေနဲ့ကျွန်တော်ပွဲထွက်ဟိုကစားခဲ့တယ်ပေါ့နော်ဒီကစားပွဲကြီးနဲ့ကစားခဲ့ဆိုတော့ကအိုရိုင်လီကအဲ့ဒီနေရာမှာသွားပြီးတော့အသုံးတည့်နေတော့ဗျာအဲ့တော့အာဆင်နယ်လိုအတင်းမျိုးကကျွန်တော်တို့ဒါအမြင့်ဘောတွေနဲ့ဂိုးရရှိဖို့ကြိုးစားနေတဲ့အချိန်မှာအိုရိုင်လီလိုအရက်မြင့်မားတဲ့ခံစင်မှုမျိုးကဒါ နောက်တန်းမှာလုံးဝအသုံးတည့်တာကြတော့နော်လုံးဝတိုက်စစ်မစင်တော့ခါကျတော့ Oreille ရို Oreille ရဲ့အလုတ်ကရှင်းတယ်ခန်းစစ်ကိုပိတ်ဖို့ပဲအဲ့တော့ခန်းစစ်ပိတ်တဲ့နေရာမှာလည်း Oreille ကဆောင်ရမ်းကောင်းနေတယ်ဗျာအဲ့တော့တိုက်စစ်လိုက်ပါမှုမှာလည်းတော်တော်ကောင်းတယ်အဲ့တော့ Oreille ကရှီယောနော့ကိုညီမြအောင်ကစားနိုင်တယ်လို့ပြောလို့ရတယ်ဗျာ အဲ့တော့အိုရယ်လီကကျွန်တော်တို့လက်ရှိချိန်မှာမန်စီးတင်းရဲ့ကစားကွင်းနဲ့ပုံပြီးအတုံးတဲ့နေတယ်အဲ့တော့အဲ့နိုရီကြတော့ကျွန်တော်တို့တိုက်စစ်လိုက်ပါမှုကဆောင်ရမ်းကောင်းနေဗျအဲ့တော့ခန်စစ်ကာကွယ်မှုပဲတော့ဒါထုံးစံတိုင်းပဲဘောနော်တိုက်စစ်ကောင်းလို့ရှိရင်ခန်စစ်တော့အားနည်းတယ်ဗျအဲ့နိုရီကအဲ့ခန်စစ်ကာကွယ်မှုအပိုင်းမှာအနည်းငယ်အားနည်းတယ်လို့ကျွန်တော်မြင်တယ်အိုရယ်လီနဲ့ရှင်လိုက်လို့ရှိရင်ဒါတို့တို့နှစ်ဦးကကိုစီအားတာကျန်နေပေါ့နော် ပြီးတော့ O'Reilly ကခန်းစစ်ကို defense နဲ့နေရာမှာအမြင်ဘောလေးကာကွယ်တဲ့နေရာမှာသူ့ရဲ့အရင်မောင်းနေဆိုတော့ပို့ပြီးတော့အုံတဲ့တယ်အဲတော့အဲ့ Nori ကကျတော့ကျွန်တော် Marcelo လားတော့မှတ်ရတယ်ဗျာသူ့ရဲ့ dribbling နေနဲ့ကျွန်တော်စဉ်းစားကြည့်လိုက်ဗျာဒိုကူရောအဲ့ Nori ရောဘယ်လိုထိမ့်မလဲသူတို့အသွင်းနဲ့တကယ်ကိုကောင်းတာလို့เนาะအဲ့တော့နှစ်ယောက်လုံးဘ ᱹ ရုကိုကျွန်တော်တို့ဒါ ဘယ်တော့ခွင့်ပေးမလဲဆိုရဲမေးခွန်းကြတော့ဖျက်ခတ်တယ်ဗျအဲ့တော့ဒါကတော့နီးပြိုက်ပက်ကွာယူလာရဲ့ကစားကွက်ပုံမှာပဲမူတည်တယ်ကျွန်တော်အနေနဲ့ဒါအိုရယ်လီကိုဘယ်လိုပွဲမျိုးမှတုံးမလဲဆိုရင်ပွဲကြီးပေါ့ဗျာသူတို့ပြင်ခန်စစ်ပိတ်ဆော့ရမယ့်အချိန်မျိုးမှာဆိုရင်ကျွန်တော်တို့အိုရယ်လီကိုတုံးမယ်ဒါမှမဟုတ်တိုက်စစ်လိုအပ်နေတဲ့အချိန်မျိုးဆိုရင်တော့အိတ်နိုရီကိုတုံးမယ်ဗျာဘာလို့ဆိုအိတ်နိုရီပါလာလို့ရှိရင်ကျွန်တော်အိတ်နိုရီရဲ့ the dribbling နေနဲ့ဒါ area တွင်းထဲကိုထိုးဖောက်ဝင်ရောက်မှွေနှောက်ကစားတဲ့ခါမျိုးတွေမှာအိနိုရီကအရင်တုံးတဲ့လူပစင်ပေးတဲ့အချိန်မျိုးမှာဆိုရင်အိနိုရီကအရင်မိုက်တယ်ပေါ့နော်အဲ့တော့ ဒါပေမဲ့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့တိုက်စစ်အယမ်းမြန်တဲ့ဒေနီမျိုးနဲ့ဆိုရင် O'Reilly လိုကစားသမားမျိုးကအသုံးတည့်တယ်ပေါ့နော်အဲ့တော့စဉ်းစားကြရပါဗျာ O'Reilly ကိုလည်းကျွန်တော်တို့အရင်ကောင်မထိုင်ခိုင်းခြင်းဘူးအိနိုရီကိုလည်းအရင်ကောင်မထိုင်ခိုင်းခြင်းဘူးမိဖုရားကြီးဘက်ကွာရီကလာဘလို့လုံးမလဲဆိုတာပဲကျွန်တော်တို့စောင့်ကြည့်ရမယ်ညီကိုတို့ကတော့ဘလို့မြင်လဲ O'Reilly ကိုပွဲထွက်ခွင့်ပေးတယ်လားအိနိုရီကိုပွဲထွက်ခွင့်ပေးတယ်လားချက်လောက်ကိုမမရေးခဲ့ပြီးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်